ကျွန်တော်တို့ဗုဒ္ဓဘာသာမှာဖရာတရားတန်ခါအဓိကပဲဖရာရှိခိုးတဲ့အိမ်မှာပြီးတော့တရားနာတယ်ပြီးတော့တန်ခါကိုကိုးကွယ်တယ်ဆိုအဲ့တန်ခါရဲ့စီးပေါ့နော်တန်ခါရဲ့မေတ္တာဓာတ်ကိုရတယ်ဆိုရင်ကြီးပွားတယ်ပြီးတော့အဲ့အောင်းလန်းတိုက်တွေဆုံးတိုက်တွေကိုဖယ်ရှားနိုင်တာပေါ့အဲ့တော့ဒါအမဒါတန်ခါတော်ရဲ့အရေးအောက် အာဝတာအောင်ပါဘုရားရဲ့တားတော်ရဲ့မြေတားကိုခံယူထားတာဆိုတော့အမကျမ်းမာတော်မှာပါအခုလည်းကျမ်းမာပါလေဖြစ်လာပါပါဘုနဲ့မှကျမ်းမာရေကောင်းအောင်ကျွန်တော်တခြားတွက်ချက်ပြီးတော့ရရားကြီးချိန်ပေးမယ်လို့โอเคအမောင်လေးယုံကြည်ပြီးသားအဲဒီခါရဲ့ရရားချိန်ပေးလိုက်ပဲမောင်လေးရှိနေမှာတော့ပြည့်စုံသွားပြီဟုတ်တယ်ဟုတ်တယ်ဘာလို့ဟိုတွေ့ကြုံရှိဘူးလားဆိုတော့ရှိတာပေါ့နော်ရှိတာပေါ့ဆိုတော့ကျွန်တော်ကဒီလုံနဲ့လှုပ်ရှားနေတယ်သူဆိုတော့ဒါမုံလို့တိုက်တာလည်းရှိတယ်ချစ်လို့တိုက်တာလည်းရှိတယ်တချို့တော့တိတ်ပိုင်ပညာရှင်တွေကကျတော့မယုံဘူးဆိုပေမဲ့ကျွန်တော်တို့ လူဝိုင်းမှာမမြင်ရတဲ့ဘုံဘွားတွေဆိုတာရှိတယ်အဲ့ဒီဘုံဘွားတွေကိုလည်းဥပ္ပခါပြုထားလို့မရဘူးဒါကိစ္စတွေကပြောမယုံကြုံမှသိတယ်အတွေ့အကြုံတွေရှိတယ်ဒါပေမဲ့အဓိကဘုရားတရားတန်ခါကိုကိုယ်ဝယ်နေမှဖြစ်ပေါ့ရပါတယ်ဟုတ် ဒီကားလေးက၃နာရီဆိုတဲ့ကားလေးပါအဲမေတ္တာတရားနဲ့ပတ်သက်တာလေးတွေကိုဖော်ကျူးပြမယ်ကားလေးပေါ့နော်အဲအမရဲ့ကျွန်တော်ရဲ့တတထုံရဲ့ခိုင်နိုးရဲ့အခြားအတိုင်းလည်းအများကြီးပါပါတယ်အဲမြန်မာလူမျိုးတွေကြိုက်မဲ့မြန်မာတိုက်ကားလေးပေါ့နော်ဒီကားလေးတကားပါခင်ဗျာဟုတ်ကျွန်တော်ကြည့်ပြအော်ဟုတ်ကဲ့ဗျာပါတယ်ခင်ဗျာကျွန်တော်ကားတိုင်းကတော့လေတမယူကြနဲ့မတူညီပဲခွဲထွက်ပြီးတော့မှကြည့်တဲ့သူရဲ့ရင်ထဲမှာဟို မက်ဆစ်တစ်ခုကိုဘဟုသုတတစ်ခုကိုလေ့ကြအောင်တော့ကျွန်တော်အမြဲရေးပါတယ်ဒီကဇလန်းဆန်ညောင်းကကိုကိုတိုင်ရေးတာဆိုတော့ကျွန်တော်ပြည့်သက်ကိုပေးခြင်းနဲ့ဘဟုသုတလေးတော့ကားလိုက်မှာပါပါတယ်ဗျအဲအမလောလောဆယ်တော့အမအပိုင်းလောက်ဘူးပဲအမဟိုဒီမောင်လေးပြပြတဲ့လောက်ပေါ့အမသိတယ်အဲအမလောက်ရမယ့်ဟာလေးတွေကလည်းအမကြိုက်တယ်ပေါ့နော်လောက်ွက်ကလေးတွေလည်းရှိတယ်ဆိုတဲ့အတွက်အမဒီကားကိုလက်ခံပြတာဒါတော့ဟိုဘယ်လိုခေါင်းလဲအမအမတို့တပါအရာဆွဲတော့အမတို့က ဇလန်းပြောပြတာအောင်နားထောင်လိုက်နဲ့အမတို့အတွက်ဘယ်လောက်ထိကြံနိုင်လဲဆိုတာကိုအမတို့ကသိပြီးသားလေအဲ့တော့ဟိုအများကြီးစဉ်းစားစရာမလိုဘူးပေါ့နော်အဲ့နဲ့အတူတူပြောပြလိုက်တာနဲ့ဩโอเคဒါကတော့ငါ့အတွက်အဲကြံမဲ့စားဆိုတာကောက်ကိုအလိုလိုသိရပေါ့နော်အဲ့ဒါကြောင့်အမလက်ခံလိုက်အဲအေးပေါ့နော်သူနဲ့လည်းတစ်ခါမှမရိုက်ဘူးလားရဲ့အဲ့တော့ ဘယ်လိုကောင်းလဲအမကလည်းအဲ့လိုအစ်စ်အစ်စ်တင်နဲ့ရိုက်ချင်တယ်အမမရိုက်ဘူးတဲ့သူတွေနဲ့ပေါ့နော်နောက်ဇလန်းလေးကလည်းဆန်းလာရဲ့အဲ့လိုသဘောအနေနဲ့အမရိုက်တာပါအမကဟိုဘယ်လိုကောင်းလဲဟိုမြဲတမ်းရိုက်နေရတဲ့သူတွေထက်ဆိုင်ပေါ့နော်အဲ့လိုအစ်စ်တင်နဲ့အမအဲ့လိုစိန်ခေါ်မှုတစ်ခုပေါ့အဲ့အဲ့လိုမျိုးလှုပ်ကြည့်ချင်တယ်ကိုစီယာဟာကိုလည်းကိုကအာပြန်ပြီး sharing လုပ်ပေးခြင်းနဲ့အဲသူတို့လို့ဟိုသူတို့တွေဘလောက်လုံနိုင်လဲပေါ့နော် အဲ့ဒါတွေကလည်းသူတို့စီမှာလုံနိုင်တဲ့အနေအထားတွေကလည်းအများကြီးရှိတယ်လေအဲကိုယ်မှမရှိသေးတဲ့ဟာမျိုးတွေသူတို့စီမှာရှိတဲ့အခါမှာသူတို့စီကလည်းကိုပြန်ယူလို့ရတယ်အဲ့လိုမျိုးတစ်ချက်ကုန်တစ်ချက်ပြတ်ပေါ့ကိုမဖြစ်မယ်ဆိုတာဒီမှာလေဟိုယောက်ျားတယောက်ကိုအရင်ချစ်တာတွေယောက်ျားတယောက်နဲ့ပတ်သက်ပြီးအရင်ပေးဆက်ရတာတွေကအဲ့မျက်လုံးတွေအသက်တွေအပြောတွေအငူတွေပြီးတော့ဒေါသထွက်တာတွေစိတ်မနယ်ခံရဖြစ်တာတွေကသူ့ရဲ့မျက်လုံးနဲ့သူ့ရဲ့တဘာနဲ့အလိုက်ဆုံးပဲခင်ဗျာ အကြောင်ကျွန်တော်ဒီဇက်ကိုရေးကြရဟာအမကိုရအောင်ခေါ်မှဖြစ်မယ်ဆိုတာအမကိုလမ်းပြီးတော့ကုညီတောင်းပြီးချိန်ရတာပျော်တာပေါ့နော်ပျော်တာပေါ့အဲဆိုကျွန်တော်ကနေပညာတက်တန်း၃နှစ်တော်အတွင်းမှာဒီလိုကယ်မီဝိုင်းတရုတ်ဆောင်ပြီးတော့တကက်ကိုဟိုသူကခစ်ကကြားပြီလေနော်သူများလို့တခစ်ထဲပေါ်ပြီးပျောက်သွားတာပေါ့ခစ်ဆက်ဆက်သူထိန်းလာတယ်သူ့ရဲ့ဒီမန်းကိုဒါဘာလဲပြောပြောကိုနဲ့လက်တွဲပြီးအတူတူလုပ်လို့ရဆိုတော့ညာအဲ့လိုတော့မပြောဘူးအမကတော့ခုနပြောသလိုပေါ့နော်ဟိုအမတို့လည်းအစ်စ်ဘဝတက်လာတာပဲချက်ချင်းကြီးအဟောင်းဖြစ်တာမှမဟုတ်တာ ဲ့တော့အစ်စ်တင်မှာလည်းအစ်စ်ဆိုတဲ့အရေးချင်းကြီးအများကြီးရှိတယ်။သူတို့ကစူးစမ်းခြင်းစိတ်ကြီးရှိတယ်။တခါတလေသူတို့ကစူးစမ်းပင်နေဘေးမှာအာပြောပေးတတ်တဲ့လူပေါ့နော်။သင်ပေးတတ်တဲ့သူနားလည်အောင်ပြောနိုင်တဲ့သူတွေကမဆုံးဖြစ်ဘူးဆိုရင်သူတို့ကတက်တဲ့တလောက်မတက်သွားတော့ဘူးမှန်ပါပေါ့။အဲ့တော့အမားတို့လိုဟိုအကြီးတန်းနေတဲ့ပေါ့နော်။အဲ့လိုတွဲခေါ်တဲ့အခါမှာအမားတို့ကလည်းဟိုဒီတိုင်း ချိန်ပေးပြီးတင်ပေးပါဆိုရင်ဘယ်သူမှတယောက်ချင်းတင်မပေးနိုင်ဘူးလေဒီလိုရိုက်ခွေးမှာမှာကြတော့အမားတို့ကလည်းသူတို့လိုအပ်ချက်တွေပေါ့အမားတို့ပြောပြလို့ရတယ်အမားတို့ရဲ့အတွေ့အကြုံလေးအမားတို့လောက်လာတဲ့တက်တန်းတစ်လျှောက်ရဲ့အာအာဘယ်လိုခေါ်မလဲအဲပေါင်းသိဆက်ဆက်ရေးနောက်ဆုံးပေါင်းသိဆက်ဆက်ရေးလူမှုရေးအကုန်လုံးအမားပြောပြလို့ရတယ်ရုပ်ရှင်တစ်ခုတည်းကိုမဟုတ်ဘူးပေါ့နော်အဲ့ဒီကြရင်လေဒီမောင်လေးတွေက အဲသူတို့ရဲ့ရှေ့လျှောက်မှာဘသူနဲ့ကဘလို့ပေါင်းရမလဲဘလို့ဆက်ဆံရမလဲဘယ်မှာဆိုရင်ဘလို့နေထားနဲ့နေရမလဲဆိုတာကိုသူတို့ကလည်းအကုန်သိသွားကြတယ်အဲ့အတွက်အမအစ်တတွေဆိုရင်အများကြီးကြိုးဆိုတယ်အဆုံးသွားတော့အဲ့ဒါရိုက်ကွဲပေါ်ကြရတော့ကြီးကြရမေးရအောင်ဒါလည်းဒီမှုစိတ်ကြီးလာတယ်။အော်ကျမကြီးပါအဓိကတော့အမအသက်ရွယ်နေဆိုအမအများကြီးလှုပ်လှုပ်ချင်နေတာပေါ့နော်။လှုပ်လှုပ်ချင်နေတော့ ခါကြရနေမကောင်းတဲ့ခါမျိုးကြရစိတ်ညစ်တယ်။အခုတော့မှပဲအဲ့လိုမျိုးဆိုရီယန်ကြနေတယ်ဆိုတော့ရဇက်ကအဲ့လိုထွက်လာတော့မနေလို့သိမကောင်းဒီနေ့ရောတော်တော်အားယူပြီးတော့ပေါင်လေးကိုလည်းလာမယ်လို့ပြောခဲ့တော့ဩငါမသွားရင်မကောင်းလေလို့ဆိုပြီးတော့ဂရိပေးထားလို့အမလည်းရောက်လာတာပေါ့နော်။ရှေ့လေးရဲ့လောကဆိုရင်အမထတာမထနိုင်ဘူး။အဲသူကဆိုရီယန်အားနေတာဆိုတော့သူကနုံးနေ နေလို့မကောင်းဘူးပေါ့เนาะအဲဆရာဝန်နဲ့တော့အမဆက်ပြကိုကအမလို့အမရဖြစ်တာပေါ့နော်အမတို့ကအလုံးလုံးတဲ့ခါကျရင်စိတ်ရောကိုယ်ပါလုံးတဲ့ခါကျရင်အာနေမကောင်းရင်စိတ်ကဖိတ်သွားတိုင်းကိုမပါတော့သိရမလားဟိုဟန်ဆောင်ပါဆောင်တာလုံနေရတယ်ပြီးရင်အမတို့လုံရတဲ့အခမ်းမျိုးတွေကလည်းအဲ့လိုဒေါသထွက်တာပေါက်ကွဲတာအဲ့လိုမျိုးတွေကြရင်ဟိုတစ်ဖက်လူကိုလည်းအားနာရတယ်ကိုကမလိုက်လုံနိုင်ပြီးရင် ကိုကမှားနေရင်ကိုကခဏခဏကြီးပြန်ရိုက်နေရတယ်ဆိုရင်တစ်ဖက်လူတွေလည်းမကောင်းဘောเนาะဒါပေမဲ့ကိုကကိုလည်းတခါတည်းအပီးဆိုပြီးတော့အထက်ရိုက်လိုက်ရင်လည်းနောက်တစ်ဆင်းရိုက်ဖို့ကအမတော်တော်ပြင်ဆင်ရတယ်အဲအဲ့အဲ့ဒါ၄ကြောင်းဟိုဖြစ်နိုင်တော့ကျမ်းမာကျင်တာပေါ့เนาะအဓိကတော့ကျမ်းမာရေးပါပဲဘူးနေမှာကျမ်းမာရေးကောင်းအောင်ကျွန်တော်တခြားတွက်ချက်ပြီးတော့ရရရချိန်ပေးမယ်လေโอเคအဲ့ဒါကောင်းပါတော့ ကျောင်းအကောင်ရေတရတော့တောင်းပဲလူတယောက်ကအဓိကဒကြီလေးပါတဲ့ဖို့လိုတာပေါ့နော်ဒကြီလေးပါချူရင်းနေဆိုရင်အခုလိုမျိုးကျမကြီးကဖြစ်တာအဲ့ဒကြီလေးပါညင်ညွတ်ဖို့ဆိုရင်ကျွန်တော်တို့ဒီဘေဒင်ကိန်းကဏ္ဍအရဆိုလို့ရှိရင်ဒကြီလေးပါညင်ညွတ်အောင်ဘယ်လိုအရွက်တွေကိုဘယ်လိုစောင့်နေစာလေးရှိတယ်အားဒီနဲ့ကောင်းဆုံးလုပ်ပေးမယ်မအားမောင်လေးရုပ်ကြည့်ပြီးသားအဲ့ဒီခါရေရေတရချေပေးလိုက်ပဲအာကျုပ်ဘူးပါတယ်အများကြီးပဲပေါ့နော်အာဒါပေမဲ့လည်းအမားမှာ အဖေလို့ပေါ့နော်အမမိဘတွေမရှိရဲအရှိစင်တဲ့ရပေါ့နော်အဟုံးမုံတစ်ပါးရှိရဲအမတို့နဲ့ဟိုမိဘလို့ပေါ့အဲဆိုအဖေရောမိရောအဲ့ဒီပုံမုံကိုအမအခဲတယ်ပေါ့နော်သူသမီးလေးအနေနဲ့ပေါ့နော်အခဲတော့အဲ့ဒီပုံမုံကားပဲအမရဲ့ကျမကြီးနဲ့ပတ်သက်ပြီးတော့အဲသူတခုခုဆိုရင်ပေါ့ပုံမုံကြီးသမီးကတော့ဒီလိုလေးဖြစ်နေတယ်ကြည့်ပေးပါအောင်ဆိုရင်ပုံမုံကပဲအဆောက်အအုံလုပ်ပေးပါတယ် အမဖြစ်နေကြမဟုတ်တဲ့အရာမျိုးတွေပေါ့နော်အဲအဲ့လိုမျိုးတွေပေါ့အမအမြဲတမ်း active ဖြစ်နေတဲ့လူတစ်ယောက်ကနေပြီးတော့အမဘုံဆိုဟိုဘာမှလည်းမဖြစ်ဘဲနဲ့အဲ့ရတဲ့လဲသွားတာတို့ဟိုလူကအဲ့လိုစိတ်မပျော်တော့တာတို့မအားညာလို့ကြရအမအဲ့လိုကြိတ်ခိုင်းတာပေါ့နော်ဒါမိသွားတာပေါ့နော်ဘုံပြန်ပြီးတော့ ဟောပေါ့နော်အခုအမပြောရတာအဖြစ်ပဲလीနော်ဟိုကိုတခုခုလောက်တာတခုခုကိုယ့်ရဲ့ခန္ဓာကိုယ်မှာဖြစ်နေကြပုံမှန်နဲ့မတူပဲပြောင်းလဲသွားပြီဆန်းနဲ့တခုခုပြလာပြီဆိုလို့ရှိရင်အကောင်းဆုံးကတော့လေအဲ့ဖုံးကြီးကိုယ်ကိုယ်တာအကောင်းဆုံးပဲကျွန်တော်တို့ဗုဒ္ဓဘာသာမှာဖရာတရားတန်ခါအဓိကပဲဖရာရှိခိုးတဲ့အိမ်မှာပြီးတော့တရားနာတယ်ပြီးတော့တန်ခါကိုကိုယ်ပွယ်တယ်ဆိုအဲ့တန်ခါရဲ့စီးပေါ့နော်တန်ခါရဲ့မြေတာဓာတ်ကိုရတယ်ဆိုရင်ကြီးွားတယ်ပြီးတော့အဲ့အောင်းလန်းတိုက်တွေဆုံးတိုက်တွေကိုဖယ်ရှားနိုင်တာပေါ့အဲ့တော့ဒါအမဒါတန်ခါတော်ရဲ့ရေးအောက် အဝါတာအောင်ပါခရားရဲ့တားတော်ရဲ့မြေတားကိုခံယူထားတာဆိုတော့အမကျမ်းပါတော့မှာပါအခုလည်းကျမ်းပါပါလေဖြစ်လာပါပါကိုကတက်ပြီးရရပါတခါအလုပ်ပေးမှာပေါ့ဟုတ်ကောမအလုပ်ပေးမှာ အမောင်လေးရှိနေမှာတော့ပြည့်စုံသွားပြီဟုတ်တယ်ဟုတ်တယ်ဟာတော့တွေ့ကြုံရှိဘူးလားဆိုတော့ရှိတာပေါ့နော်ရှိတာပေါ့ဆိုကျွန်တော်ကဒီလုံနဲ့လှုပ်ရှားနေတဲ့သူဆိုတော့ဒါမုံလို့တိုက်တာလည်းရှိတယ်ချစ်လို့တိုက်တာလည်းရှိတယ်တချို့သောသိပ္ပံပညာရှင်တွေကကျတော့မယုံဘူးဆိုပေမဲ့ကျွန်တော်တို့လူဝိုင်းမှာမမြင်ရတဲ့ဘုံဘွားတွေဆိုတာရှိတယ်အဲ့ဒီဘုံဘွားတွေကိုလည်းဥပက္ခပြုထားလို့မရဘူးဒါကိစ္စတွေကပြောမယုံကြုံမှသိတယ်အတွေ့ကြုံတွေရှိတယ်ဒါပေမဲ့အဓိကဖရာတရားတန်ခါကိုကိုယ်ဝယ်နေမှာဖြစ်ပေါ့ရပါတယ်အာဒီကားလေးကိုအမကလည်းဇက်ကောင်လေးကိုလည်းကြိုက်တယ်ဇလန်းလေးကလည်းကောင်းတယ် အဲပြန်နေကြဇာလန်းနေနဲ့မတူပဲねတမူထူးကြပြီးတော့ကွဲထွက်နေတဲ့ဇာလန်းလေးဖြစ်တဲ့အတွက်ဒီဇာလန်းလေးပြတဲ့အချိန်ကျရင်အားပေးကြပါအောင်လို့မှဖိတ်ခေါ်ပါတယ်ဟုတ်ဒီကားလေးကကျွန်တော်ရဲ့ရင်ထဲကနေခန်းစားပြီးတော့မှအကောင်းဆုံးပုံဖော်ထားတဲ့ကားလေးဖြစ်တဲ့ကြောင့်ကျွန်တော်ပြည့်သက်တွေထပ်တူကြပြီးအကြိုက်တွေမှာပါဝင်းရအားပေးပါဦးဗျကျေးဇူးတင်ပါတယ်ကျေးဇူးပါ